အရှင်ဖရာတပည့်တော်အမျိုးသမီးဖရာနှစ်ပိုင်းကျိုးအောင်ဖြည့်ဆည်းပြီးဖရာကအသက်မရှိဘူးပြောပါတယ်တပည့်တော်ကတော့အံ့ဩမိတယ်ဘုဒ္ဓဘာသာဖြည့်ရနဲ့ဒါငရေမကြနိုင်ဘူးလားအရှင်ဖရာတဲ့အဲ့ဒါကလေတချို့သောပုဂ္ဂိုလ်တွေအဘော်လွန်ပြီးဟောပြောမှုကြောင့်ဖြစ်တာနော်တချို့ဟောပြောကြတယ်လေဖရာကိုစင်တုကွဲတယ်တို့ကဖရာကိုကိုးကွဲတာစင်တုကိုကိုးကွဲတာမဟုတ်ဘူးတဲ့နော် မမှန်ဘူးလားဆိုတော့မှန်ပါတယ်နော်မှန်တော့လဲပဲအများလက်ခံအောင် အများနားလဲအောင်တည်တည်ချာချာဟောပြောခြင်းမရှိဘဲနဲ့ကြော်စုံးမှုနောက်လိုက်ပြီးအာဘော်လုံကြီးဟောပြောတဲ့အခါမှာအခုလိုအမှားတွေဖြစ်တော့တာပဲနော်ဦးစင်းတို့မြတ်စွာဘုရားကဝိမာနဝတ္ထုပါဠိတော်မှာတိဋ္ဌံတွေနိဗ္ဗူတွေစာပြီးတမေစိတ်တွေတမန်ဖလံစေတောပဏိတိဟေတုဟိတတ္တာကိသန္တိတုတ်ကရိန်လို့ဟောကြားထားတယ်အတိဘယ်ကတော့ တတော်ထင်ရှားဖះရှင်၌ဖြစ်စေပရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဖះရှင်တို့အားယဉ်မှန်း၍ထုလုပ်ပူဇော်ထားသောစေတီပထုရုပ်ပွားစင်းတို့တော်၌ဖြစ်စေသူမျှတဲ့တရားတရားဖြစ်မယ်ဆိုရင်တတော်ထင်ရှားဖះရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်တယ်နော်အဲ့ဒီတော့ဥစဉ်တို့ဗုဒ္ဓဘာသာဝင်တွေကစေတီပထုရုပ်ပွားစင်းတို့တော်တွေကိုကိုးကွယ်စည်းကပ်တယ်ဆိုတာဟာတတော်ထင်ရှားဖះရှင်ကိုကြီးမှန်းပြီးတော့ကိုးကွယ်စည်းကပ်တာဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီစေဒီပထုရုပ်ပွားဆင်းတုတော်တွေကိုမလေးမစားဖျက်လို့ဖြစ်စီလုပ်မယ်ဆိုရင်တတ်တော်ထင်ရှားဖရာရှင်ကိုစော်ကားတဲ့အကျိုးနဲ့အတူတူပဲနော်ဒါကြောင့်ရုပ်ပွားဆင်းတုတော်ကိုဖျက်စီးတာဟာငရေမကြနိုင်ဘူးလားဆိုတော့ငရေကြနိုင်ပါတယ်နော်အရှင်ဖရာယောက်ျားလေးတွေမိန်းကလေးပုံများတတ်တူထုတ်ထားရင်ဥစဉ်ဝှက်ထိုက်ပါသလားပြီးရင်တင်တက်လို့ရပါသလားဖရာတဲ့မိန်းကလေးပုံများတတ်တူထုတ်ထားတဲ့ယောက်ျားလေးတွေပစင်းတက်မယ်ဆိုရင်တက်လို့ရပါတယ် ြက်တနာမရှိပါဘူးเนาะဘယ်အချိန်မှာပြက်တနာရှိတယ်လဲဆိုရင်ပဇင်းဘဝရောက်ပြီဆိုရင် ပြက်တနာရှိပါတယ်။ဘာကြောင့်လဲဆိုရင်ယဟန်တွေဟာမိန်းကလေးတွေရဲ့ပုံကိုမကင်ရပါဘူး။တိုင်မဲ့ဆိုရင်ဒုက္ခအဘက်တင့်ပါတယ်။ဒါကြောင့်ယဟန်ဘဝရောက်ပြီဆိုရင်မိန်းကလေးပုံဟာပြက်တနာရှိတဲ့အတွက်ကြောင့်ယောက်ျားလေးတွေအနေနဲ့မိန်းကလေးပုံများတတူးထိုးတော့မယ်ဆိုရင်မထိုးခင်မှာစဉ်းစားပါเนาะခုခေတ်တော့ ဘာသာချင်းလူမျိုးတူတာတောင်လမ်းခွဲကြတာအများကြီးတသက်လက်တွေ့ပါတဲ့ဒီမန့်ကဘာသာတူလူမျိုးတူကိုမယူပဲဘာသာခြားလူမျိုးခြားကိုယူလိုက်မယ်ဆိုရင်နောက်တစ်ချိန်သာသမီရလာတဲ့အခါမှာသာသမီကိုအကြောင်းပြုပြီးဘာသာရေးနဲ့ပတ်သက်၍အိမ်ထောင်ရေးပြိပကဖြစ်ပြီးတော့အိမ်ထောင်ကွဲတာတွေဖြစ်နိုင်တဲ့အတွက်ကြောင့်ဘာသာခြားကိုမယူခင်မှာစဉ်းစားဖို့ဦးစဉ်ပြောထားတဲ့ပုံထဲမှာလာမှန်ထားတာပါနော်ဘာသာခြားလူမျိုးခြားကိုယူလို့အိမ်ထောင်ကွဲတာနဲ့ ဘာသာတူလူမျိုးတူကိုယူလို့အိမ်ထောင်ကွဲတာချင်းမတူဘူးဗျနော်ဘာသာခြားလူမျိုးခြားကိုယူလို့တာသမီရပြီးတဲ့အခါမှာအိမ်ထောင်ကွဲမယ်ဆိုရင်ကလေးကဘာသာခြားဘက်ကိုပါသွားပါကဘာသာခြားဖြစ်သွားမှာနော်ဘာသာတူလူမျိုးတူချင်းယူလို့တာသမီရလာတဲ့အခါမှာအိမ်ထောင်ကွဲမယ်ဆိုရင်ကလေးကအမေဘက်ကိုပဲပါတီဖြစ်စေအဖေဘက်ကိုပဲပါတီဖြစ်စေဘသူဘက်ကိုပဲပါပါဘာသာတူလူမျိုးတူချင်းယူတာဖြစ်တဲ့အတွက်ကြောင့်ကလေးကဗုဒ္ဓဘာသာပဲဖြစ်မှာ ဘာသာခြားဖြစ်သွားမှာမဟုတ်ဘူးเนาะအဲဒါကြောင့်ဘာသာခြားလူမျိုးခြားကိုအိမ်ထောင်မပြုတ်ခင်မှာစဉ်းစားဖို့ဦးစင်းကပြောတာပါเนาะဖုံဖုံတည်ကျင်လို့ပါအပြည့်ရှိရင်ကတော့ပါဖေရမြတ်စွာဘုရားကအိမ်ထောင်ပြုတ်ခလေးရတယ်ဒါကြောင့်မို့တောထွက်လို့ပြောနေပါတယ်တဲ့မှန်တယ်လေဦးစင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကလူဝတ်ကြောင့်ဘဝတုန်းကရတောရရာဆိုတဲ့ဇနီးတယောက်ရယ်ရာဟုလာဆိုတဲ့သားလေးတယောက်ရယ်ရှိပါတယ် ဒါကြောင့်ဦးစင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကတော်ထွက်ပါเนาะဒီနေရာမှာပြောစရာတခုရှိပါတယ်တချို့အသက်ကြီးမှဝတ်တဲ့တော်ထွက်ဦးစင်းကြီးတွေကသူတို့ကိုတော်ထွက်ကြီးတွေလို့ပြောရင်သူတို့ကသဘောမကျတဲ့အတွက်တပည့်တော်တို့အရှင်ဘုရားတို့ကိုးကွယ်တဲ့မြတ်စွာဘုရားလည်းတော်ထွက်ပဲဆိုပြီးပြန်ပြောတတ်ကြပါတယ်အဲ့ဒါတော်တော်များများတွေ့နေရပါတယ်เนาะတခါတုန်းကဦးစင်းနဲ့အဲ့ဒီတော်ထွက်ဦးစင်းကြီးတပါအလှတစ်ခုမှာစုံဘူးပါတယ် အဲ့ဒီလိုဆုံးတဲ့အခါမှာတခြားကိုတော်တစ်ပါးကတောထွက်ဦးစင်းကြီးလို့ပြောလိုက်တဲ့အတွက်အဲ့ဒီဦးစင်းကြီးကအရှင်ဖျားတို့တပည့်တော်တို့ကိုးကွယ်တဲ့မြတ်စွာဘုရားလည်းတောထွက်ပဲအတူတူပါပဲဆိုပြီးပြန်ပြောပါတယ်။အဲ့ဒီအခါမှာဦးစင်းကအရှင်ဖျားမခိုင်းနိုင်တဲ့တာကို မခိုင်းနိုင်နဲ့တပည့်တော်တို့မြတ်စွာဘုရားတောထွက်ဖြစ်တယ်ဆိုတာဓမ္မတာအရာဖြစ်ရတာအရှင်ဖျားကမနေနိုင်လို့အိမ်ထောင်ပြုတ်ပြီးအိမ်ထောင်ကွဲလို့အသက်ကြီးမှသာသနာ့ဘောင်ထဲဝင်ပြီးတောထွက်ဖြစ်တာ။ မတူဘူးမခိုင်းနိုင်တဲ့တာကိုမခိုင်းနိုင်ပါနဲ့လို့ပြောရပါတယ်တချို့တောထွက်ဦးစင်းကြီးတွေကအဲ့ဒီလိုပဲเนาะသူတို့လည်းတောထွက်ဖះလည်းတောထွက်ဆိုပြီးတော့ဖះနဲ့ဂုံတုကိုပြိုင်တုပ်ပြီးပြောတတ်ကြတဲ့အချင်းရှိတယ်အဲ့ဒါကတော့လုံးဝမလိုကောင်းဘူးเนาะဘာဖုံးကြီးငရဲပြေနဲ့ပြေဆိုတာတကယ်မရှိပါဘူးဗျနောက်ဘဝဆိုတာလေဖုံးကြီးတွေပါဇက်ထဲမှာပဲရှိတာပါဗျတက်တည်ပြနိုင်တာလေအခုထိမရှိသေးပါဘူးဖះတဲ့ ဘာဖုံးကြီးတော့မလုပ်ပါနဲ့ဘာဖုံးလေးတော့လုပ်ပါနော်တက္ကတော်လူလူမျိုးတွေကမြတ်စွာဘုရားလက်ထက်မှာလည်းရှိပါတယ်တက္ကတော်ကကိုယ်တိုင်မမြင်လို့သူများပြောတာနဲ့မယုံဘူးဆိုတဲ့သဘောကိုပြောကျင်တာပါကိုယ်တိုင်မမြင်လို့သူများပြောတာမယုံရင်တက္ကတော်မမွေးခင်ကတက္ကတော်ရဲ့မိဘနှစ်ပါးကိုမြင်ဘူးပါသလားမမြင်ဘူးပါဘူးနော်အပြင်လောကရောက်မှဒါကမင်းရဲ့အဖေနဲ့အမေဖြစ်တယ်လို့ပြောပြမှကိုယ့်ရဲ့မိဘအဖြစ်လက်ခံယုံကြည်တာပါကိုယ်တိုင်မမြင်လို့သူများပြောတာမယုံရင် ကိုယ့်ရဲ့မိဘနှစ်ပါးကိုလည်းဘာဖြစ်လို့ကိုမိဘအဖြစ်လက်ခံယုံကြည်နေမှာလဲကိုတိုင်မမြင်လို့သူများပြောတဲ့အတွက်ကိုမိဘနှစ်ပါးပေါ်မှာလည်းတန်တရားဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့မိဘအရင်ဟုတ်မဟုတ်ဒီကနေ့ခေတ်ဒီဟာလေးဤပညာနဲ့စိတ်ကြည်ရင်သိနိုင်ပါတယ်ဒါကဥပမာပါအဲ့ဒီဥပမာတိုင်းပါပဲဦးစင်းတို့မြတ်စွာဘုရားကငရေပြည်ဒီနှစ်ပြည်ဒီနောက်ဘဝတွေတကယ်ရှိတယ်ဆိုတာကိုဟောကြားတဲ့အခါမှာယုံကြည်လက်ခံမှုမရှိတဲ့လူတို့ယုံကြည်လက်ခံပြီးသိမြင်လာအောင်လီလန်းတွေပေးခဲ့ပါတယ် ဲ့ဒီလိုပေးခဲ့တဲ့နီလန်းတွေကိုကျင့်သုံးပြီးမကြည့်ပဲနဲ့ငရဲပြည်တွေ၊နက်ပြည်တွေနောက်ဘဝတွေဆိုတာမရှိပါဘူးလို့ဖေးထိုင်ပြီးဖူပြောနေမယ်ဆိုရင်ပြောတဲ့သူရဲ့အပြစ်သာဖြစ်ပါတယ်။တချို့အရာတွေကလက်စုပ်လက်ကင်ချပြလို့ရတာမှန်ပေမဲ့တချို့အရာတွေကတကယ်ရှိတော်လဲပဲလက်စုပ်လက်ကင်ချပြလို့မရဘူးနော်။ကိုယ်တိုင်ကျင့်သုံးပြီးကြည့်မှသိနိုင်တာဖြစ်တယ်။ကဲနောက်ဘဝရှိမရှိဆိုတာကိုဗီဒီယိုဖိုင်လေးတစ်ခုပြပေးမယ်နော်။နံပါတ်9 အတိတ်ဘဝကနေတိုင်မှုအားလုံးကိုမှတ်မိခဲ့သူနမခွနဲ့နေရာမှာရှိနေတာကတော့ Scotland နိုင်ငံ Glasgow မြို့ကကင်မရွန်မက်ကောလီဆိုတဲ့ကလေးငယ်တယောက်ပဲဖြစ်ပါတယ်။အဲ့ဒီကောင်လေးကသူ့ရဲ့အတိတ်ဘဝကိုအသက်2နှစ်အရွယ်မှာကလေးကမှတ်မိနေခဲ့တာပါ။သူ့ရဲ့ပြောစကားအရာတော့သူကဘာရာဆိုတဲ့ကျွန်းကျွန်းပေါ်မှာမိခင်ဖြစ်သူနဲ့နေထိုင်ခဲ့သူတယောက်ဖြစ်တယ်လို့ဆိုပါတယ်။ ဒါပြင်သူကအရင်ဘဝကဖန်ခင်ဖြစ်သူရဲ့နာမည်ရင်းကရှောင်းရောဘတ်ဆိုတာကအစမှတ်မိနေခဲ့ပါတယ်။သူရဲ့အတိတ်ဘဝကဖန်ခင်ဖြစ်သူကကားဆိုင်မှုတစ်ခုမှာအသက်ဆုံးမခဲ့ရပြီးကွယ်လွန်ခဲ့တယ်လို့လည်းပြောခဲ့ပါသေးတယ်။ ်အရင်ဘွားကဘာရာကျုံးမမနေထိုင်ခဲ့တဲ့ပုံစံတွေကိုပကြီးဖြစ်ရေးဆွဲခိုင်းခဲ့ရမှာလဲသူ့အိမ်ပုံစံကိုရေးဆွဲပြခဲ့ပြီးသူ့ရဲ့ခွေးကိုအစာကျွေးတဲ့ပုံရိပ်တွေကိုပါရေးခဲ့ပါတယ်။သူကအတိတ်ဘဝမှာဗရင်မောက်ပါတဲ့အခန်းတစ်ခုမှာနေထိုင်ခဲ့တယ်လို့သိရပြီးအမြဲတမ်းလိုလိုဗရင်မောက်ကနေရှုခင်းတွေကိုကြည့်ပြီးတော့အပန်းချီလေးရှိတယ်လို့လည်းသိရပါတယ်။ကောင်းလေးပြောတဲ့နေရာနဲ့အိမ်ကအပြင်မှာအမှန်တကယ်ရှိမရှိဆိုတာကိုလည်းတွားရောက်စစ်ဆေးကြည့်တဲ့အခါမှာ1960နဲ့1960 2020ခုနှစ်ကစောင့်နှုတ်ခဲ့ပြီးတော့အခုချိန်မှာဆိုရင်တော့အင်ဂျက်ကြီးတစ်ခုလိုဖြစ်နေတဲ့အင်ဂျီကိုတွေ့ခဲ့ရပါသေးတယ်။နောက်ပြီးကုန်လေးရဲ့ပျော်စကားတွေကအတိုင်းအဲ့ဒီအင်ဂျီတွေကပစ္စည်းတွေက အမှန်တကယ်ပြည့်ရှိနေခဲ့ပါတယ်။ကဲဒါဆိုရင်နောက်ဘဝရှိတယ်မရှိဘူးဆိုတာကိုသိလောက်မယ်ထင်ပါတယ်နော်။